ဥရောပမှာမကစားဘဲနဲ့ဘလွန်ဒေါ်စကားတင်စေးနဲ့မှဝင်ခဲ့မှုတဲ့တူဦးဒီတော့ကဘာကျော်ဘောလုံးသမားဘလွန်ဒေါ်စေးနဲ့ပါဝင်နေခဲ့ပြီမေဘလွန်ဒေါ်ရဲ့နောက်ဆုံးစကားတင်စေးရောက်စေးနဲ့မှဝင်ဖို့ဆိုတာလွယ်မယောင်တဲ့တော့ခတ်ပါလေနောက်ပြီးတော့ဥရောပထိပ်သီးလေး၅ခုမှာမကစားဘူးဆိုရင်လေဘလွန်ဒေါ်စေးနဲ့မှပါဝင်နေဖို့ဆိုတော့တော်တော်လေးခက်ခဲပါလေဘလုံးမကိုမဖြစ်နိုင်တာပါဒါပေမဲ့ကစားသမားကတော့တောင်အမေရိကမှာကစားနေရင်နောက်ဆက်တဲ့ခုနေ့မှာကမ္ဘာကောင်းဆုံးကစားသမားဖြစ်တဲ့ဘလွန်ဒေါ်ရဲ့နောက်ဆုံးစကားလေးစေးရောက်စေးနဲ့ကိုဝင်ခဲ့မှုပါလေသူကတော့နေမှာပါ ဒီမှာဆန်တိုစ်မှာကစားနေတော့ကဘလွန်တော့နောက်ဆုံးစကားတင်းဆက်ရောက်စီးနေကို2017ခုနှစ်မှာဝင်ရောက်ခဲ့ပူပါတယ်။အဲဒီနေ့မှာတော့နေမှာကနံပါတ်30နေရာကိုရရှိခဲ့ပါတယ်။ဆူရာက2017ခုနှစ်တော့ကနေမှာကဆက်ရောက်မြောက်ကမ္ဘာအကောင်းဆုံးကစားသမားတဦးဖြစ်ခဲ့တာပါ။ဒါကတူပါဆန်တိုစ်မှာပဲကစားနေသေးတာပါ။ဘာစီလိုနာကိုမရောက်သေးပါဘူး။ဒီတော့နေမှာဆန်တိုစ်မှာဘယ်လောက်ထိကောင်းနေတယ်အားလုံးသိပြီးလောက်ပြီးထင်ပါတယ်။ဒါပေမဲ့အဲဒီအချိန်တော့ကနေမှာကတောင်မရိကကစားသမားတောင်မရိကအကောင်းဆုံးကစားသမားလောက်ပဲဆိုရင်တော့မှသူတို့ကသိအဲအောကြမှာမဟုတ်ပါဘူး။ဒီလိုမှမဟုတ်ဘဲနဲ့ဘလွန်တော့ဆက်ရောက်စီးနေမှာပါ။ နမဲတစိန်ညာကိုယူပြလိုက်တဲ့အခါမှာတကဘာလုံးကဟင်းကနေဟာကနေဖြစ်ကုန်ကြပါလေ။ဥရောပသင်းကြီးတွေကဒါကိုပိုအံ့ဩကြပါလေ။အံလဲအံ့ဩတယ်ပါလေ။ဘာလို့လဲဆိုတော့အဲ့ဒီထက်အရင်အရင်မှာတောင်မရီကကစားသမားတစ်ယောက်အနေနဲ့ဥရောပမှာပဲကစားပေးနေအခုလိုဘလုံးတော်စင်းနေမှာဘယ်ကစားသမားကမှမဝင်ခဲ့ကြလို့ပါ။ဒါပေမဲ့ညီမကပထမဦးဆုံးအနေနဲ့ရှာရှာပါပါလုပ်ပြလိုက်တော့အားလုံးကလည်းညီမကိုမျက်စိကြလာပါလေ။ဒီလိုနဲ့ပဲဘာစီကညီမကိုခေါ်ပါလေ။ဘာစီကိုရောက်တဲ့အခါမှာညီမကသူ့ရဲ့ဘီကွန်ဆွဲရည်ကြောင့်ကပါကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာပါလေ။ ဒါပေမဲ့လည်းရေရှိမင်းသားအနေနဲ့သူကပဲအကောင်းဆုံးနေတဲ့ကတအုပ်ဖြစ်ခဲ့ပြီးဘယ်မှဖြစ်ခဲ့တာကတော့ရင်နာစရာအကောင်းဆုံးချက်ပါပဲတကယ်ဆိုရင်ဒီမှာကကောင်းပါတယ်ဆိုရင် maxi ထက်တော်မှာအလင်းခေါက်ပိုကောင်းပါတယ်ကြက်ကံမှုတခုအားနေသွားလို့ဒါရေရှိမင်းသားဖြစ်နေပဲအဆုံးသတ်ခဲ့ရတာပါတကယ်ဆိုရင်သူ့လိုကစားသမားမျိုးက Ronaldo Maxi တို့နဲ့တန်းတန်းထဲမှာရှိကိုရှိနေရမယ်ကစားသမားမျိုးပါဒါပေမဲ့လည်းမကြိုးစားလို့ပဲပြောရမလားဂုတ်စရင်ဝင်ဖို့ကံမပါဘူးလို့ပဲပြောရမလားကံဆိုးတယ်ပဲပြောရမလားဘလို့ပြောရမလဲတော့မသိပါဘူးဒီမှာက Ronaldo ဒီဟိုနီးပါးတော့ပြည့်စည်ခဲ့ပါတယ်ဒါပေမဲ့ဒီဟိုလိုဘဝမှာပြတ်သွားခဲ့တာကကံကောင်းတယ်လို့ပဲပြောရမှာ ဒါပေမဲ့လည်းဒီမှာလူကစားသမားမျိုးကိုလက်မျိုးမိတာအမှန်ပါပဲ။ဒီမှာကသူ့ရဲ့အရေးကြီးနေကြဒီဘက်ကကစားသမားအားလုံးထက်ကိုပိုသားပါလေ။ဒါပေမဲ့လည်းကြက်ခိုင်မှုဆိုတဲ့အရာကိုပေါ့ဝတ်တေးတေးအရာလိုတွေးလိုက်တာတော့မသိပါဘူး။သူကဘရင်ဖြစ်မဲ့နေကိုစောင့်ဆိုင်းနေကြသူတွေအားလုံးသာအသက်ကြီးသွားပါလေ။ဒီမှာကတော့ဘရင်ဖြစ်မလာခဲ့ပါဘူး။အားနေဒံရရဆိုတဲ့ဖြစ်မျိုးနဲ့ပဲကစားသမားဘွားကဖြစ်ထွန်းသေးတဲ့လောက်ကိုမဖြစ်ထွန်းမဲ့နဲ့ကုံဆုံးခဲ့ပါလေ။ဒါကြောင့်ဒီချင်းတို့ကတောင်အမေရိကကနေတော့မှကဘာကောင်းဆုံးစီးရင်ဝင်ခဲ့ဘူးတဲ့။ ဘောလုံးသမားတယောက်ကိုဒီနေ့ဒီချိန်အခုလိုရင်နာစရာအမှတ်တရအရင်တွေးမိရလိမ့်မယ်လို့ဘယ်သူကမှထိခဲ့မိမှာမဟုတ်ပါဘူး။အားလုံးကလေဒီကောင်လေးရဲ့အချင်းရှယ်ဖြစ်လာမှာဘောလုံးလောကရဲ့အကောင်းဆုံးတော့ဖြစ်လာနိုင်တယ်ဆိုပြီးထင်ကြီးပေးခဲ့ပါတယ်။ဒါပေမဲ့လည်းသူတို့ထင်ထားတဲ့အကောင်းဆုံးတော့ဖြစ်ခဲ့ပါတယ်။ရော်နယ်ဒိုမက်ဆီဆိုတဲ့ဂုံတော်ဦးရဲ့ဖြစ်ခဲ့နေရကနေပါ။နောက်ပြီးတော့နေမာတော့ဆိုရင်အရင်ချင်းလေးကိုပြန်တွေ့လိုက်တဲ့နာချင်းလေးမှသိကြပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။